ျွန်တော်တို့လူသက်တမ်းတက်လှကမှာဗနာယေးတာဝန်ဒီနဲ့အခွေလန်းဒီဟာအချိန်နဲ့အမြောက်ပြောင်းလဲနေပါလေကိုဘဝရဲ့ဗနာယေးဆက်လန်းကို အပိုင်းလေးပိုင်းခွေကြည့်ပြီးဘယ်အစ်စ်မှာဘာလို့တင့်တယ်လဲဆိုတာကို စနစ်တကျသုံးသက်ကြည့်ခြင်းအားဖြင့်အနာဂတ်အတွက်ပြင်ဆင်မှုကိုရခုပင်စတင်နိုင်ပါပြီအားလုံးမင်္ဂလာပါကျွန်တော်မောင်ပြပါ Defi Financial Stability Channel ကိုလာရောက်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါပြီဒီနေ့ဗီဒီယိုမှာတော့ လူသက်တန်ဤဗနာဤအဆင့်၄ဆင့်အကြောင်းအရာကိုဖြောပြပေးတော့မှာဖြစ်ပါ၏အဆင့်တစ်ခုငွေကြေးဥမီချချင်းအသက်20မှ30နှစ်ကလာပါပထမဆုံးအဆင့်ကတော့ငွေကြေးဥမီချချင်းဖြစ်တဲ့အသက်20မှ30နှစ်ကလာပါဒီကာလရဲ့အဓိကအချက်ကတော့အချင်းရဲ့အစွမ်းတတ်တီကိုအပြည့်အဝအတုံးချဖို့ပါပဲပညာပြီးဆုံးလို့ပထမဆုံးဝင်ငွေစတင်ချဖွဲတဲ့အချိန်ဗနာရေးဝန်ထုတ်ဝန်ဖို့အနည်းဆုံးရှိနေတဲ့အချိန်ပေါ့ ီအချိန်မှာလူငယ်များအနေနဲ့တင်းညတဲ့ပမာဏကိုစတင်ရင်းနှီးမြှုပ်နှံလိုက်ရင်နှစ်ပေါင်း30ကနေ40ကြာတဲ့အခါအတို့ပေါ်အတို့ရဲ့ဆွမ်းအားကြောင့်ကြီးမားတဲ့အကျိုးအမြတ်ကိုရရှိနိုင်မှာပါ။ဆောင်းညံဝင်းဝေရဲ့အနည်းဆုံး100ရာခိုင်နှုန်းကိုအလိုလျောက်စူးစောင်းမှုစီကန်းကိုထူထောင်ပါ။ရှောင်းညံဝင်းဝေတိုးတိုင်းနေထိုင်မှုအဆင့်တန်းကိုချက်ချင်းညှင့်တင်ခြင်း lifestyle creep ကိုရှောင်ပါ။အဆင့်နှစ်ဝင်းထုတ်ဝင်ဘူရဲ့ထိုင်ရွက်ခြင်း အသက်၃၀မှ၅၀နှစ်အတွင်းမှာဒုတိယအဆင့်ကတော့ဝင်းထောက်ဝင်ဖို့ထိုင်ရွက်ခြင်းအသက်၃၀ကနေ၅၀နှစ်အတွင်းမှာဝင်းငွေအများဆုံးရှာဖွေနိုင်ပေမယ့်မနိုင်ရတာမှန်အများဆုံးကိုလည်းထိုင်ရွက်ရတဲ့ကာလပါဒီအဆင့်မှာဘဝရဲ့အကြီးအမားဆုံးဖိအားတန်ကိုခံရတတ်ပါတယ်အထက်စင်ချောင်မှုတွေကတော့နေအိမ်ဝယ်ယူခြင်းအိမ်ချင်းဝယ်ဒီပေးဆက်ခြင်းတာသမီဆောင်ရှောက်မှုကလေးတွေရဲ့ပညာရေးကျမ်းမာရေးအတွက်ကုန်ကြစိတ်တွေပါ ဒီလိုဝင်ထိုးဝင်ပိုးတွေများလို့ငွေစုဆောင်ဖို့ခက်ခဲတယ်လို့ထင်ရပြီမဲ့ဒါဟာဝင်ငွေအမြင့်ဆုံးအချိန်မို့လို့စီကန်းကိုတင်းကျပ်ပြီးစုဆောင်ရပါမယ်အထူးသဖြင့်အင်းချင်းငွေကိုအမြင့်ဆုံးရှော့ချမှုစူးစမ်းရပါမယ်အဆင့်၃နောက်ဆုံးတွန်းပေးချိန်အသက်50မှ60နှစ်ကာလပါဒါဟာအနာဂတ်အထက်အမားမခံနိုင်တဲ့နောက်ဆုံးဆယ်စုတစ်ခုပါဒီချိန်မှာတောက်သမီးတွေဟာအရွယ်ရောက်ပြီးကိုဘဝလမ်းကိုစတင်နေပြီမို့လို့ သူတို့အပေါ်ထောက်ပံ့ရတဲ့ဝင်ထုတ်ဝင်ပို့တွေရောကျသွားပါပြီ။ဒါပေမဲ့အသက်60မှာအနားယူမယ်ဆိုရင်ငွေရှာဖို့ကအချိန်ကတိုလာပြီးဟုတ်ဖြစ်ပါတယ်။ဒီကာလရဲ့အထူးရွေးချယ်နှစ်ခုကတော့အကျွေးရှင်းလင်းခြင်းအနားမယူခင်ချင်းငွေအားလုံးကိုအပိသက်ရှင်းလင်းမှာပင်ချင်းရံမုံငွေအမိန့်ဆောင်ထားခြင်းဝင်ငွေမှန်မှန်ရနေတော့ပင်ချင်းရံမုံငွေကိုအသက်နိုင်ဆုံးဖြစ်တယ်မှာဒီဆယ်စုတဲ့မှာဗနာယီအမားတခုခုကျူးလွန်မိညီပြန်ပြင်းစင်ဖို့အချိန်မရှိတော့ပါဘူး။ဒါကြောင့် တည်ငြိမ်ပြီးစည်းကမ်းရှိတဲ့ယင်းနှမျိုးနံမှုပုံစံနဲ့သာရှိဆက်ရပါမယ်။အဆင့်၄လွတ်လပ်မှုတို့မဟုတ်မိခိုခြင်းအသက်60မှ80 90နှစ်အတွင်းမှာနောက်ဆုံးအဆင့်ကတော့ရလတ်ခံစားချိန်ထက်တဲ့အသက်60ကျော်ကာလပါပဲ။ဒီအဆင့်ဟာယခုအဆင့်၃ခုမှာကျွန်တော်တို့ချမှတ်ခဲ့တဲ့စည်းကမ်းရှိတဲ့ဆုံးဖြတ်ချက်ကြီးရဲ့အရလတ်ကိုပြန်ခံစားရတဲ့အချိန်မှာအောင်မြင်ခဲ့ပါကအဆင့်တင်းနှင့်၃မှာစည်းကမ်းရှိသွားစုဆောင်ခဲ့ရင်ဒီအဆင့်မှာ မိသူကိုမှဝန်ထုတ်ဝင်ဖို့မဖြစ်စေပဲမိမိကိုယ်တက်ဒီခါနဲ့အကျူငင်းချမ်းစွာနေထိုင်အနားယူနိုင်ပါလိမ့်မယ်။မအောင်မြင်ခဲ့ပါကစူဆောင်မှုမရှိခဲ့ရင်တော်မလွယ်နဲ့ရှံသွားပဲ။ဒါသမီးဆွေမျိုးတွေဘို့အမိခိုးရတဲ့ဝန်ထုတ်ဝင်ဖို့တစ်ခုဖြစ်လာနိုင်ပါတယ်။ဤခုံချုံနဲ့တိုက်သွန်းချက်ငွေရှာရတာခက်ခဲပေမဲ့ငွေကိုစနစ်တကျထိန်းသိမ်းဖို့ကပိုပြီးတောင်ခက်ခဲပါတယ်။ကျွန်တော်တို့ရဲ့ဘဝစရားကိုဖျန်းကြည့်မယ်ဆိုရင်စိတ်ချမ်းသာစွာအနားယူနိုင်မယ်အသက်60နောက်ပိုင်းကာလဟာ။ အသက်20ကနေ90ကြာစီကံရှိတဲ့ဆုံးဖြတ်ချက်တွေပေါ်မှာပဲအလုံးစုံမှုဒီနိလာကိုတွေ့ရပါလိမ့်မယ်။ဒါကြောင့်သင်အဆင့်တက်သုံးမောင်နှစ်မှာရှိနေတယ်ဆိုရင်ယခုချက်ချင်းစုဆောင်ခြင်းကိုစတင်ပါတိုးမြင့်ပါ။သင်အဆင့်သုံးမှာရှိနေပြီဆိုရင်အကျွေးတွေကိုရှင်းလင်းပြီးဂျင်းနီမြုပ်နဲ့မှုကိုအမြန်ဆုံးဖြစ်စေပါ။စီကံရှိခြင်းအဖင်သာမိမိရဲ့အနာဂတ်ကိုမိမိကိုယ်တိုင်တာဝန်ယူနိုင်ပြီး အခြားသူတွေပေါ်ဝင်ထိုးဝင်ပို့ဖြစ်ခြင်းကနေရှောင်ရှားပြီးနိုင်မှာကြောင်းတိုက်တွန်းပြောကြားရင်းမိဟုံးကြိုလိုက်ပါရခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်